Microsoft Excel မှာအရန်အသုံးဝင်ပြီးတော့အမေးများတဲ့စာမျက်နှာနံပါတ်တက်တဲ့နီလန်အမျိုးမျိုးကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်မျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထောမှာဒီရက်သင်ခန်းစာလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Excel software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ အိဇဲဆော်ဝဲပွင့်လာပြီဆိုရင်တော့ကိုစာမျက်နှာနံပါတ်တက်ခြင်းနဲ့အိဇဲဖိုင်လေးတွေရှိတယ်ဆိုရင်တော့အဲ့ဒီအိဇဲဖိုင်လေးတွေကိုကျွန်တော်တို့ဖွင့်ပြီးတော့စာမျက်နှာနံပါတ်လေးတွေတက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာကသင်ခန်းစာအနေနဲ့နမူနာပြပေးတာဖြစ်တဲ့အတွက် Black Watchbook ဆိုတဲ့ထဲကိုဝင်ပြီးတော့အစားအနေစပြီးတော့ကျွန်တော်အသေးစိတ်ပြပေးသွားပါမယ်ဒီတော့ကျွန်တော်တို့အိဇဲထဲမှာစာမျက်နှာနံပါတ်လေးတွေတက်ခြင်းနဲ့ဆိုရင်စာမျက်နှာနံပါတ်တက်တဲ့နေရာလေးတွေက Microsoft Office version အလိုက်နည်းနည်းလေးကျွန်တော်တို့နေရာအထားသူတွေပြောင်းလဲသွားတဲ့အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော်ဒီတော့ကိုကကျွန်တော်တို့ Microsoft Office software version ကို2010 version သုံးလားဒါမှမဟုတ်2013လား16လား19လားပေါ့နော်အခုလက်ရှိကျွန်တော်ပြပေးတဲ့ Microsoft Office version ဟာ 2021ဘာရှင်းနဲ့ကျွန်တော်တို့သုံးတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကိုသုံးတဲ့ software ဘာရှင်းလေးတွေပေါ်မှာ multi ပြီးတော့အဲဇဲထဲမှာကျွန်တော်တို့စာမျက်နှာနံပါတ်တက်တဲ့နေရာလေးဟာနည်းနည်းလေးကျွန်တော်တို့နေရာအထားအသုံးလေးတွေလွဲသွားတဲ့အပိုင်းလေးတွေရှိတယ်ဒီတော့ကိုကကျွန်တော်တို့အာ Microsoft Office ဘာရှင်းကို2013နဲ့16 3နဲ့ဆိုရင်ကျွန်တော်တို့ အိဇဲထဲမှာစာမျက်နှာနံပါတ်တက်တဲ့နေရာလေးဟာအင်စတက်တက်ထဲကနေပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာပိတ်နံပါတ်ဆိုပြီးတော့ကျွန်တော်တို့ရှိတတ်ပါတယ်အခုလက်ရှိကျွန်တော်သုံးနေတဲ့ office version ရ2021 version ဖြစ်တဲ့အတွက်ကျွန်တော်တို့စာမျက်နှာနံပါတ်တက်ချင်တယ်ဆိုရင် view တက်ထဲကိုကျွန်တော်တို့ဝင်ပေးရပါတယ် view တက်ထဲကနေပြီးတော့ကျွန်တော်တို့ဒီမှာပိတ်၄ရောက်ဆိုတဲ့ထဲကနေပြီးတော့ဝင်တက်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့တကယ်လို့ view တက်ထဲကနေပြီးတော့ပိတ်၄ရောက်ဆိုတဲ့ထဲကိုကျွန်တော်တို့မဝင်ချင်ဘူးဆိုရင်လည်းရတယ် အဲ့ဈေးမှာကျွန်တော်တို့ဒီအောက်ခြေလေးမှာရှိနေတဲ့ standard bar လေးမှာဒီနေရာလေးမှာကျွန်တော်တို့ပိတ်လေးရောက်ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီအထဲမှာပိတ်လေးရောက်ဆိုပြီးတော့ပဲဝယ်ဝယ် view တက်ထဲကနေပြီးတော့မှပိတ်လေးရောက်ဆိုတဲ့ထဲကိုပဲကျွန်တော်တို့ဝယ်ဝယ်ကျွန်တော်တို့ကိုကြိုက်တဲ့နေရာကနေဝယ်ပြီးတော့စာမျက်နှာနံပါတ်လေးတွေကျွန်တော်တို့တက်လို့ရပါတယ်အခုဒီမှာတော့ကျွန်တော်ကအားလုံးလေးလိုက်ပြီးတော့လေ့ကျင့်လို့လွယ်အောင်ဒီရဲ့နေရာလေးမှာရှိနေတဲ့ပိတ်လေးရောက်ဆိုတာလေးကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ် ပင်လေးယောက်ဆိုတာလေးနှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ပေါ်လာပါတယ်အဟာဒါတဲ့ဒီတော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာဟာဒါဖိုဒါတွေကျွန်တော်တို့ထည့်လို့ရတယ်စာမျက်နှာနံပါတ်တွေကျွန်တော်တို့တက်လို့ရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့စာရွက်ရဲ့အောက်ခြေလေးရနေပြီးတော့မှကျွန်တော်တို့တက်ချင်လားဒါမှမဟုတ်ကျွန်တော်တို့အပေါ်ပိုင်းချမ်းလေးရနေပြီးတော့ပဲတက်ချင်လားကိုကြိုက်တဲ့နေရာကနေပြီးတော့မှစာမျက်နှာနံပါတ်လေးတွေကိုကျွန်တော်တို့တက်လို့ရပါတယ်ဒီတော့ကျွန်တော်တို့စာမျက်နှာနံပါတ်တက်တဲ့အခါမှာ စာရွက်ရဲ့ကျွန်တော်တို့ဘယ်ဘယ်ဘေးညာဘာဘေးတွေရာနေပြီးတော့ကတ်ပြီးတော့တက်ချင်လားဒါမှမဟုတ်စာရွက်ရဲ့အလဲကောင်စင်တာကနေပြီးတော့တက်ချင်လားဒီမှာလဲကျွန်တော်တို့ကရွေးချယ်ပြီးတော့သုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့စာရွက်ရဲ့ထိပ်ဖက်အချမ်းနေပြီးတော့အလဲကောင်စင်တာကနေပြီးတော့မှစာမျက်နှာနံပါတ်လေးကိုတက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအလဲကောင်စင်တာလေးကိုရွေးလိုက်ပါမယ် အခုဒီရက်နေရလေးကိုရွေးလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ header and footer ဆိုတဲ့တက်လေးတစ်ခုတိုးလာတာကိုတွေ့ရလိမ့်မယ်ဒီရက်ထဲမှာဆိုရင်ကျွန်တော်တို့ header footer တွေတက်လို့ရတယ်စာမျက်နှာနံပါတ်တွေကျွန်တော်တို့တက်လို့ရမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာတော့စာမျက်နှာနံပါတ်တက်မှာဖြစ်တဲ့အတွက်ပေးနံပါတ်ဆိုတာလေးကိုကျွန်တော်တို့ကကလစ်တစ်ချက်ကျွန်တော်တို့နှိပ်ခက်လိုက်ပါမယ် ပေနမ်းမဆိုတာလေးကိုကလစ်တစ်ချက်နှိမ့်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ကပေဆိုတဲ့စတန်လေးပေါ်လာပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အိဆဲထဲမှာစာမျက်နှာနံပါတ်တက်ပြီးသားလေးဖြစ်သွားပြီပေါ့ဟောက်မောက်ကျွန်တော်တို့ကလွတ်တဲ့နေရာလေးအခြားဆဲခွက်လေးမှာကျွန်တော်တို့ ကလစ်တစ်ချက်ထောက်ကြည့်လိုက်တဲ့အခါမှာဆိုရင်အခုဒီမှာသူကဟတ်ဆိုင်လေးပေါ်နေတယ်ပေါ့နော်ဒါကကျွန်တော်တို့ဘာကြောင့်ပေါ်နေလဲဆိုရင်ကျွန်တော်တို့ excel software ထဲမှာကျွန်တော်တို့ဘာစင်းနေမှာလုံမထားသေးဘူးဘာစာတွေမှရိုက်မထားသေးတဲ့အတွက်သူကစာမျက်နှာနံပါတ်1234မပေါ်ဘဲနဲ့အခုလိုမျိုးသူကဟတ်ဆိုင်ပေါ်နေတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကပုံမှန်အတိုင်းလေးပြန်ပြီးတော့မှဒီစာမျက်နှာနံပါတ်1234ပေါ်ဖို့ရာအတွက်ကိုယ့်ရဲ့ excel ထဲမှာကျွန်တော်တို့ ဒီစာလေးတွေအခြေဆုံးနည်းနည်းလေးရိုက်လိုက်ပါတော့ဒီတော့ကျွန်တော်ဒီမှာတော့စာမရိုက်တော့ပဲနဲ့ဇာတ်ကွက်လေးကျွန်တော်တို့ဆွဲလိုက်ပါမယ်ဆလတ်လေးမှတ်ပြီးတော့မှဘော်ဒါထဲနေပြီးတော့အော်ဘော်ဒါဆိုတာလေးနဲ့ဘောင်လေးခတ်ခတ်လိုက်ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ဘောင်လေးတွေခတ်ပြီးသွားပြီဆိုရင်တော့ပိတ်လျောက်ဆိုတဲ့အထဲကိုကျွန်တော်တို့ပြန်ပြီးတော့ဝင်ကြည့်လိုက်တဲ့အခါမှာအစောနာလိုမျိုးကျွန်တော်တို့ဟတ်ဆိုင်မပေါ်တော့ပဲနဲ့တစ်ဆိုပြီးတော့မှကျွန်တော်တို့ပေါ်နေတဲ့ အောက်ကိုကျွန်တော်တို့ဆွဲကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာစာမျက်နှာနံပါတ်1 3 4တခါတည်းသူ့လိုလိုကျွန်တော်တို့ကစာမျက်နှာနံပါတ်လေးတွေတက်ပေးသွားတယ်ပေါ့နော်ဒီတော့အခုလက်ရှိကျွန်တော်တို့တက်ထားတဲ့စာမျက်နှာနံပါတ်ကအင်္ဂလိပ်အခရနံပါတ်နဲ့ဝင်နေတယ်ပေါ့ဒီတော့ကျွန်တော်တို့က1ဆိုပြီးတော့1 3 4မတက်ချင်ဘူး P1 P2 P3 ဒီလိုပုံစံသွားကျင်တယ်ဆိုရင်လည်းကျွန်တော်တို့ရပါတယ်ကိုတက်ထားတဲ့စာမျက်နှာနံပါတ်လေးမှာကာဆာလေးပြန်ချမယ် ရှေ့မှာကျွန်တော်တို့ကပေ1ပေ2ပေ3လို့ပေါ်ကျင်တာဖြစ်တဲ့အတွက်ခြေဆောင်လေးမှာကျွန်တော်တို့ကာဆာလေးချပြီးတော့မှ PAGE ပေ့ဆိုပြီးတော့ရိုက်တဲ့ dash လေးခံလိုက်အခုလိုမျိုးလေးကျွန်တော်တို့ရိုက်ခဲ့လိုက်ပါမယ်ပြီးရင်တော့အပြင်ဆဲခွက်လေးမှာကာဆာလေးချရဲဆိုရင်ကျွန်တော်တို့ဒီမှာပေ1အောက်ကိုကျွန်တော်တို့ဆွဲကြည့်လိုက်မယ် နောက်တစ်ရွက်ကူးသွားတာနဲ့ပေ2နောက်တစ်ရွက်ပေ3အခုလိုမျိုးပုံစံလေးကျွန်တော်တို့ကပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ AZ ထဲမှာစာမျက်နှာနံပါတ်တွေတက်ချင်တဲ့အခါမှာအင်္ဂလိပ်နံပါတ်နဲ့တက်ချင်တယ်ဆိုရင်တော့အခုနီလန်လေးတိုင်းကျွန်တော်တို့တက်လို့တက်လို့ရပါတယ်ဒီတော့တခါတလေမှာကျွန်တော်တို့ကစာမျက်နှာနံပါတ်တွေတက်တဲ့အခါမှာ ပေဝမ်ပေတူပေသရီဆိုပြီးတော့ကျွန်တော်တို့အင်္ဂလိပ်နံပါတ်တွေနဲ့မတက်ချင်ပါဘူးညမာလိုနံပါတ်လေးတွေနဲ့တက်ချင်တယ်ဆိုရင်လည်းရပါတယ်ဒီတော့ကျွန်တော်တို့ကိုတက်ထားတဲ့ဆဲခွက်လေးမှာကာစာပြချင်မယ်ကျွန်တော်တို့ဒီမှာပြုတ်လောက်ထားတာလေးတွေကိုရှေ့မှာရိုက်ထားတဲ့ပေဝမ်ပေတူဆိုတာလေးကိုကျွန်တော်တို့ကဆလာလေးမှတ်ပြီးတော့ဘတ်စပင်းနဲ့ပြန်ဖြတ်မယ်ဒီမှာအင်္ဂလိပ်နံပါတ်လေးတက်နေတယ်ပေါ့နော်ကျွန်တော်တို့လိုချင်တာကအင်္ဂလိပ်နံပါတ်နဲ့တက်ချင်တာမဟုတ်ဘူးညမာလိုနံပါတ်လေးတွေနဲ့တက်ချင်တာဖြစ်တဲ့အတွက်ဒီဆဲခွက်လေးမှာဆလာလေးပြန်ပေးမယ် စာလေးတွေကိုဆက်လက်ပေးထားပါမယ်မြန်မာလိုနံပါတ်တက်ချင်တာဖြစ်တဲ့အတွက်မြန်မာလိုကိန်းကနန်းလေးတွေရတဲ့ဖောင်ပြောင်းပေးရပါမယ်ဒါကြောင့်ဟုတ်တက်တဲ့ကနေပြီးတော့ဖောင်ပြောင်းတဲ့နေရာလေးမှာအခုလလဆယ်ပြည်တော်စုဖောင်ဖြစ်နေပါတယ်ကျွန်တော်တို့ကမြန်မာလိုနံပါတ်လေးတွေတက်ချင်တာဖြစ်တဲ့အတွက်ပြည်တော်စုနံပါတ်ဖောင်လေးကျွန်တော်တို့ပြောင်းပေးရပါမယ်အန်တာလေးခောက်ခဲ့လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကပြည်တော်စုနံပါတ်လေးကိုပြောင်းခဲ့တာဖြစ်တဲ့အတွက်အခြားဆဲခွက်လေးမှာကာစာချကြည့်လိုက်မယ်။ဟောဒါဆိုရင်ကျွန်တော်တို့ဒီမှာ တဲ့နဲ့3လဆိုပြီးတော့မှမြမလိုနံပါတ်လေးတွေနဲ့ကျွန်တော်တို့တက်နေတာကိုတွေ့ရပါတယ်ဘိုးလေးတွေထည့်ခဲ့လို့ရတယ်စလုံးဖောက်ဆိုင်အကြီးအသေးကျွန်တော်တို့ပြင်ခဲ့လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကနံပါတ်1နောက်တစ်ရက်ကြည့်ကြည့်လိုက်မယ်ကျွန်တော်တို့နှစ်3လဆိုပြီးတော့မှမြမလိုနံပါတ်လေးတွေနဲ့ကျွန်တော်တို့တက်ပြီးသွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့အင်္ဂလိပ်လိုတက်တာလည်းရတယ်မြမလိုတက်တာလည်းရတယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ကမြမလိုနံပါတ်လေးတွေတက်တဲ့အခါမှာ ရိုရိုတက်နှစ်3လေးဆိုပြီးတော့မတက်ချင်ဘူး။စာမျက်နှာ1စာမျက်နှာ2ဆိုပြီးတော့မှကျွန်တော်တို့ကစာမျက်နှာနံပါတ်လေးတွေတက်ချင်တဲ့ဆိုရင်လည်းရပါတယ်။ဒီတော့တက်ထားတဲ့ဆဲကွက်လေးမှာကာစာပြတ်ချမယ်။အစောနာလိုပဲရှေ့ဆုံးလေးမှာကာစာချမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစာမျက်နှာနံပါတ်ကိုကျွန်တော်တို့ကစာမျက်နှာ1စာမျက်နှာ2ဆိုပြီးတော့တက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကစာမျက်နှာဆိုပြီးတော့မှခြေစုံလေးမှာအခုလိုမျိုးလေးရိုက်ပေးလိုက်ပါမယ်။ ီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကလွတ်တဲ့ဆဲဘွက်လေးမှာကာစာလေးပြန်ချကြည့်လိုက်ဒီမှာကျွန်တော်တို့စာမျက်နှာတစ်ဆိုပြီးတော့ဝင်သွားပါတယ်အောက်တစ်ရွက်ကိုဆွဲကြည့်လိုက်တဲ့အခါမှာစာမျက်နှာနှစ်ဆိုပြီးတော့မှကျွန်တော်တို့ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ပုံမှန်နေရာလေးတိုင်းကျွန်တော်တို့ပြန်ပြီးတော့ရောက်ချင်တယ်ဆိုရင်တော့ view လေးရောက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ DF border လေးမှာ normal ဆိုတာလေးကိုပြန်ပြီးတော့ရွေးပေးလိုက်။ဒါဆိုရင်ကျွန်တော်တို့ exe ရဲ့ပုံမှန်နေရာလေးကိုပြန်ပြီးတော့မှရောက်ရှိသွားပြီပေါ့နော်။ဒီတော့ကျွန်တော်တို့စာမျက်နှာနံပါတ်တက်ထားတာလေးတွေကအခု DF နေရာမှာဆိုရင်တော့မြင်တွေ့ရမှာမဟုတ်ပါဘူး။ဒါဆိုကျွန်တော်တို့ print ထုတ်ဖို့ရာအတွက် print setting လေးချိန်ကြည့်လိုက်မယ်။ file နဲ့နေပြီးတော့ print ဆိုတာလေးကျွန်တော်တို့နှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာ print preview နေရာလေးမှာကျွန်တော်တို့ဒီမှာစာရွက်ရဲ့ထိပ်ဖက်အချက်လေးမှာ စာမျက်နှာတက်ဆိုပြီးတော့တက်ခဲ့တယ်။နောက်တစ်ရက်မှနှိပ်ကြည့်မယ်။စာမျက်နှာနဲ့စာမျက်နှာ3 4ဆိုပြီးတော့မှကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေကိုအော်တိုတက်ပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ဒါကတော့ကျွန်တော်တို့ Microsoft Excel ထဲမှာအရန်အသုံးဝင်ပြီးတော့အမေးများတဲ့စာမျက်နှာနံပါတ်တက်တဲ့နီလန်အမျိုးမျိုးဖြစ်ပါတယ်။ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရန်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီ။ကိုလည်းအိဆဲထဲမှာကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေကိုအမျိုးမျိုးပုံစံနဲ့တက်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ Diwani Dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါ အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ